ကာမဖလာကိုရယူဖို့အတွက်အသင်းဖြစ်နေပြီဆိုတဲ့ Sobos Line မင်္ဂလာပါမြောက် Lanking ကတင်ဆက်နေပါတယ်။ဒီမောက်ကွင်းလက်လို Dominic Sobos Line ကတော့ဝင်ပလေးမှာမကြခင်ကစားသွားရမယ့်ကာမဖလာ Final ပွဲစဉ်အတွက်အစီအစဉ်ဖြစ်နေခဲ့ပြီဖြစ်ကြောင်းသူတို့လုံနိုင်သမျှတွေကိုအကောင်းဆုံးပေးဆက်လှုပ်ဆောင်သွားဖို့ပြင်ဆင်ထားကြောင်းထုတ်ပေါ်ပြောကြားလာခဲ့တာဖြစ်ပါရီ။လုံနိုင်စနေလာလောက်တုန်းက Cloud နဲ့တူကာမဖလာတင်ပိုက်ခဲ့ကြရမှာ။ဘေးအနေနဲ့လက်ကုပ် DP ကြရတဲ့ Sobos Line က ီချိန်မှာတော့ကိုရိုင်းဝင်ရောက်ကစားရင်းနဲ့ကိုရဲ့ချွေးတွေသွေးတွေနဲ့အတင်းထွက်ပြီးဆက်ရင်ကာဗွန်ဖလားချန်ပီယံပွဲကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်အကူအညီပေးခြင်းနဲ့စိတ်ဆန္ဒတွေပြင်းပြနေပါရီအင်္ဂလိပ်သားကအဆိုပါ2024လေးဖိုင်နယ်မှာတော့ငါးတရားကနေပြန်လာခဲ့ပြီးကြံ့ခိုင်မှုရာနှုန်းပြည့်မဖြစ်သေးတာကြောင့်ပွဲကြီးပွဲကောင်းကိုဆုံးခန်းတိုင်တီထိဝင်နှွဲခွင့်မရရှိခဲ့ရှာပါဘူးဒါကြောင့်ဒီချိန်မှာတော့ဖိုင်နယ်ပွဲတွေမှာဆွမ်းကုန်ယုံကံပြော်ပေးဆက်ကစားသွားဖို့အတွက် ဆူပါစလိုင်းကဆရာထက်တန်နေကြတာဖြစ်ပါရီဒီကြောင့်ကိုဆူပါစလိုင်းကကျွန်တော်2024ဖိုင်နယ်မှာကစားခွင့်ရခဲ့ပြီမဲ့ကျွန်တော်တင်ရအကြောင်းမှကစားနိုင်ခဲ့ပါဘူးအခုကစားခွင့်ရဖို့မျှော်လင့်ပါရီဒါအနည်းပြားရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီမဲ့ကျွန်တော်ကစားဖို့စဉ်းစဉ်ဖြစ်နေပါပြီကျွန်တော်မိနစ်တုန်းကဆိုရင်ကစားနိုင်မလားမကစားနိုင်ဘူးလားဆိုတာကြည့်ဖို့အဆုံးထိစောင့်ခဲ့ရပါရီဖြစ်နိုင်တော့ဆက်ကစားချင်းကြတာပါကျွန်တော်နာကျင်နေသေးပြီမဲ့ကစားချင်းနေခဲ့ပါရီဒါပေမဲ့ကျွန်တော်တို့ကရေရှည်စဉ်းစားပါရီဘလို့ပဲနဲ့စွန့်စားမှုတွေမလုပ်တာပိုကောင်းပါရီ ဒါကြောင့်မကစားပြစ်ခဲ့တာပါ။ကျွန်တော်မကစားပြစ်ခဲ့ရင်လည်းအသင်းပေါ်တွေကတော့တာဝန်ကြီးခဲ့ကြပါရည်။ဒီနေ့မှလည်းသူတို့ရန်ကောက်အောင်လုပ်ပြနိုင်မယ်လို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါရည်။လက်ရှိမှာတော့လေပါဦးကချမန်လီမှာ PSG ကိုရှုံးနေခဲ့ပြီးပြန်ဘက်ကနေထွက်ခဲ့ရပြီဖြစ်ပါရည်။ပြည်ပညာတွေကိုစုံတက်ခဲ့ရပြီမြေလေပါဦးကပြည်တွင်းမှာတော့အချိန်ကြီးကောင်းတွေကိုဆက်လက်ပိုင်းဆိုင်ထားနိုင်စေဖြစ်ပါရည်။ပြည်ပလီဖလားကိုရယူနိုင်ဖို့အတွက်အတော်လေးအချိန်ကြီးကောင်းတွေကဲပြီးကာဘောင်ဖလားကိုရယူနိုင်ဖို့အတွက်လည်းရပိုင်းလောက်သာလိုတော့တာဖြစ်ပါရည်။ဆူပါစလိုင်းကတော့လက်ရှိချန်ပီယံပွဲကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်ပြင်မှတ်ထားနေပါ ರೀ ဒီကြောင့်လည်းပဲသက်ပြီးဆူပါစလိုင်းကဟုတ်ပါ ರೀ ချန်ပီယံဆူပလာကိုထိန်းသိမ်းဖို့ကကျွန်တော်ရေပန်းတိုင်မှာမနစ်က နည်းနည်းတော့ခက်တယ်ကျွန်တော်ပြောလို့ပဲကျွန်တော်တို့ကနောက်ဆုံးမိနစ်ထိစောင့်ခေးရတယ်အသင်းတော်တွေကိုကြည့်ရတာကလည်းသူတို့ကတကယ်ပင်ပန်းနေပြီလို့ကျွန်တော်မြင်နေရပါတယ်ဒီချိန်မှာတော့ကျွန်တော်ကိုရိုင်းပင်ပန်းခံပြီးတော့ချန်ပီယံရှစ်ဖလားကိုဆက်လက်နေနိုင်ဖို့ဆိုတဲ့စိတ်နဲ့ဝင်ပလေကိုသွားမှာဖြစ်ပါတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါရီဒီဘက်မှာနေပြကဘတ်တရီကိုပွဲထွက်ကစားခွင့်ပေးသွားမယ်ဆိုတာမသိရသေးပေမဲ့သူဘက်ကတော့အတင်းအထွတ်အဆုံးထိပေးဆက်ကစားသွားဖို့အစဉ်နဲ့ပြင်ထားတယ်လို့ကြော်နေမဲ့ရှစ်တရင်မှုကပြောပါရီဘယ်သူကစားမယ်ဆိုတာမသိပေမဲ့ဒါကျွန်တော်တို့အတွက်အရေးမကြီးပါဘူးဒီမှာရှိတဲ့လူတိုင်းကတိုက်ပွဲမှုအစင်းသင်းဖြစ်နေကြပြီ။အတင်းအထွက်ရအားလုံးပေးဆက်ကစားတော့အစင်းသင်းဖြစ်နေပါပြီ။ပထမပဲပေါဝင်ကစားရသည်ဖြစ်ပါစေ။အားလုံးမှာတူညီတဲ့ပန်းနိုင်တစ်ခုပဲရှိပါရီ။အဲဒါကတော့ဖလားရယူဖို့ဖြစ်ပါရီ။ကစားခွင့်ရဖို့ကလည်းကစားမ25အောင်လုံးမှာအခွင့်အရေးတွေတန်းလို့ရှိနေပါရီ။ တကယ်လို့ပွဲထွက်ကစားခွင့်မရခဲ့ရင်တောင်မှပွဲကျင်တွင်မှဖွားဟဲ့ပြောကောင်းမဆိုကောင်းတစုံတစ်ယောက်တည်းရရှိသွားမယ်ဆိုရင်လူစားဝင်ကစားခွင့်တွေရှိနေသေးတာဖြစ်ပါ ರಿ ။ဒီကြိမ်ထွက်အစီအစဉ်ဖြစ်အောင်လို့အားလုံးကအသင့်ပြင်ထားကြပါ ರಿ ။ကျွန်တော်အမွဲခန့်အိမ်မှုမျှော်လင့်ထားပါ ರಿ လို့ဆိုပါ ರಿ ။ Silver Sliding ကတော့ Crown Plot Final မှာပေါင်းရင်ကစားခွင့်ရရှိဖို့အတွက်ချန်ပီယံဖြစ်အောင်ပွဲခန့်နိုင်မှုအတော်လေးကိုစိတ်လုံရှောင်းနေခဲ့ပြီလေဖြစ်ပါ ರಿ ။ Liverpool တို့ကာဆီကိုနိုင်ယူပြီးဒီယာရီရဲ့ပထမဆုံးသောချန်ပီယံစုဖလားကိုကင်မြောက်ခွင့်ရရှိသွားနိုင်မလား။စောင့်ကြည့်ချင်းစရာကောင်းနေပါ ರಿ ။အစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါ ರಿ ။